hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာတော့နီးပြအမိုရင်းကဒါ Lion နဲ့ပွဲစဉ်မတိုင်ခင်ပေါ့နော်ဒါတတင်းစာရှင်းလင်းပွဲလုပ်ထားတယ်ပေါ့ဗျာအဲ့ဒီထဲမှာဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ဒါရွေးပြီးတော့ဆွေးနွေးသွားရအောင်အမိုရင်းကတော့တုံးတဲ့နိုင်ပေဒါ press conference ဆိုတဲ့အတွက်အများကြီးပြောထားတာပဲဒီနေ့ကမှကျွန်တော်တို့တကယ်စိတ်ဝင်စားဖို့ကောင်းမဲ့အကြောင်းအရာလေးတွေပေါ့နော်ဒါလေးတွေပဲကျွန်တော်တို့ကြည့်ပြီးတော့ပြောသွားရအောင်ပါအားလုံးမင်္ဂလာပါ ဆိုတော့အဲဆိုတော့အတင်းအနေနဲ့ကျွန်တော်တို့လက်ရှိဒီနေ့ညလာမသိဘူးเนาะခဏကြီးကစားမှာဟုတ်တယ်မလားเนาะဆိုတော့ဒီ watch long watch long ရှိပါတယ်เนาะ watch long ကျွန်တော်ပြန်ပြီးတော့လုတ်သွားမယ်အဲဒီအတင်းရဲ့ watch long အပွဲစဉ်တွေကို watch long ပြန်ပြီးတော့လုတ်မယ်ပေါ့เนาะဒီညပွဲကစလို့ဆိုတော့ဒါကြားထဲမှာနှစ်ပွဲတောင်မှကျွန်တော်ဒါလွတ်ထားခဲ့တယ်ဆိုတော့အလာပြီးတော့ join ကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်မင်္ဂလာပါပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ Kobe Mainu နဲ့ပတ်သက်တဲ့အခြေအနေတွေကို MO ရင်းပြောထားတယ် ကိုဗီမိန်နူးဒီပွဲမှာပါမလားဆိုတော့ကျွန်တော်တို့ဒီတေချာပေါက်ဘာမှမပြောရသေးခင်မှာမိန်နူးရဲ့အခြေအနေတွေကိုကျွန်တော်တို့ကတည်တည်ချာချာဂယူဒီဇိုက်ကင်တွေသွားဖို့လိုတယ်ပေါ့နော်ဟိုသူက injury ပြဿနာတွေကြောင့်ပွဲတချို့တွေကိုသူလွဲထားရတာဖြစ်တယ်ဆိုတော့သူ့ရဲ့ကြံ့ခန့်မှုအခြေအနေတွေကိုကျွန်တော်တို့ကတည်တည်ချာချာကင်တွေမှကျွန်တော်ရမယ်ဆိုတော့လက်ရှိတိုးတက်လာတဲ့သူ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဝမ်းတာရတယ်ပေါ့နော်ဆိုတော့ဒါလက်ရှိပုံသေးမရှိသေးဘူးဆိုတဲ့သဘောပဲ တော့သူ့ကိုဒီနေ့ညပွဲမှာထည့်မလားဆိုတာနဲ့ပတ်သက်လို့သူတရားဟောက်ပြောမှထားတယ်ဒါကောင်းတဲ့တစ်ချက်ပဲဘာလို့လဲဆိုတော့ဒီပြတဲ့ယောက်ကဘာလို့မဲပါခိုင်းမဲဆိုတာတွေကိုမြင်ရလဲเนาะပြောနေတော့မဖြစ်သေးဘူးဆိုတော့ menu ကတော့ဗျာကျွန်တော်တို့ရှိမှပြောသလိုပဲလက်ရှိမှာခိုး menu တွေမဟုတ်ဘူးဘသူပဲဖြစ်ဖြစ်เนาะအတင်းအတွက်ကစားနိုင်တော့မဲအချီနေရှိလေကောင်းလေပဲเนาะကစားနိုင်တော့မဲအချီနေရှိလေကောင်းလေပဲဟို ready ဖြစ်လေကောင်းလေပဲ injury ပြဿနာတွေကြောင့်ရှေ့ပွဲတွေလွဲထားရတယ်ဆိုပေမဲ့လေလို့ကျွန်တော်တို့က ဖြည်းဖြည်းချင်းနဲ့မှအတုံးမချဘူးဆိုလို့ရှင်အဆင်ပြေမှာမဟုတ်ဘူးဒါပြင်သူဆက်ပြီးတော့ပြောထားတယ်ဒီလစ်ကပေါ့နော်ဒါသူ6ရောက်မှာကျွန်တော်ဒီထိခိုက်မှုဒဏ်ရာတချို့ရှိသူရှိထားတယ်ပေါ့ဆိုတော့ဒါကြောင့်ပေါ့နော်တီတီချာအဲ့ဒဏ်ရာအချင်းဒီကိုတီးရဖို့အတွက်လည်းအသင်းဘက်ကကြိုးပမ်းနေတယ်လောလောဆယ်ကတော့သူဘယ်တော့မှပြန်ကစားနိုင်မယ်ဆိုတာမျိုးနဲ့ပတ်သက်ပြီးတော့တီချာတီတီချာပြောလို့မရသေးဘူးဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒီလစ်ကလည်းဆက်ပြီးတော့လွဲဦးမယ်ဆိုတဲ့သဘောပါ ဒီလေးရဲ့အချီနီကိုကျွန်တော်တို့ဘာမှတော့မသိရသေးဘူးဆိုတော့เนาะမင်းနူးကဒီဘယ်လိုပြောမလဲသူ့မှာကအီချင်းကောင်းနေရှိတယ်ပေါ့เนาะအီချင်းကောင်းနေအများကြီးရှိနေတယ်လို့သူမြင်တယ်ဟိုထပါတော့သူ့အမြင်မှာဆိုလို့ရှိရင်ဟိုသူ့မှာတိုးတက်လို့လူနေတဲ့အကြောင်းအရာတွေလည်းရှိတယ်ပေါ့เนาะပရမသုံးနေတဲ့ဒါကစားမဖြစ်သူကဟိုဘယ်လိုမြန်နှုံးမြင့်ကစားနိုင်မှုလူတွေပေါ့เนาะသူကအရင်ကြီးပြေးနိုင်လွှားနိုင်နေတယ်မှာတော့မပါဘူးသူတော့အဲ့ဒီမှာဒီဒီအမြန်နှုံးနဲ့ပတ်သက်ပြီးတော့သူပြူမြန်မြန်ကစားနိုင်မှုလူတွေပေါ့လေဒါအပြင် ကျွန်တော်တို့နေဒီအသင်းမှာကစားကွက်တိဆောက်တဲ့ဘိုင်းမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့တူတက်ဖို့လူနေသေးတဲ့အကြောင်းအရာတွေကျွန်တော်ရှိသေးပေါ့နော်ဆိုတော့ဟိုဒါ तू ကပြိုင်ဘက်အသင်းရဲ့ goal area နဲ့နီးလေ NDA များလေဆိုတဲ့ကစားမှဖြစ်တယ်ပေါ့နော်ပြိုင်ဘက်အသင်းရဲ့ goal area နဲ့နီးလေပို့ပြီးတော့ကောင်းအောင်ကစားနိုင်စွမ်းရှိတဲ့သူတယောက်ဖြစ်လေပဲပေါ့ဒါပေမဲ့လို့သူ့ကိုလက်ရှိဒီ16နှစ်ပဲရှိနေသေးတာကြောင့်ဒါအကောင်ဆုံးကစားမတယောက်ဖြစ်နေပြီလို့တော့ तू မမြင်သေးဘူးပေါ့ဗျာဘာပဲပြောပြောကျွန်တော်တို့အနေနဲ့လက်ရှိ Kobe Mainu က ဟိုကွင်းလယ်မှာကွင်းလယ်ကစားမတယောက်ဖြစ်တဲ့ကွင်းလယ်ကြီးမှာလည်းကောင်းကောင်းကစားနိုင်စွမ်းရှိတယ်။ဒါအပြင်ကွင်းလယ်မှာနှစ်ယောက်တွဲကစားတဲ့နေရာမှာမင်းနူးကိုတေချာကစားလို့ရလားဆိုတော့ကစားလို့ရတယ်ပေါ့နော်။သူအဲ့ဒီနေရာကိုကောင်းကောင်းကစားနိုင်တဲ့ကစားမတယောက်ဖြစ်တယ်ပေါ့။အင်္ဂလန်မှာဆိုလို့ရှိရင်တခါတလေမှာ3စနပတ်နဲ့ကစားလေးရှိတယ်ပေါ့ဆိုတော့အဲ့မှာဆိုလို့ရှိရင်အဲ့ရှိမှာမင်းနူးကစားခဲ့ရတဲ့ပွဲစဉ်တွေရှိတယ်ပေါ့နော်ဒါကြောင့်လောတင်မှာဆိုလို့ရှိရင်ကိုဝီမင်းနူးနဲ့ပတ်သက်လို့ကွင်းလေကနှစ်ယောက်တွဲနေရာမှာထားကစားတာမျိုးပဲဖြစ်ဖြစ် နော်ပြိုင်ဘက် area နဲ့နီးစပ်တဲ့ position မှာထားပြီးတော့သုံးတာမျိုးပဲဖြစ်ဖြစ်တကစားလို့ရတယ်ပေါ့နော်ဆိုတော့ menu က menu menu ကိုကျွန်တော်တို့ဘယ်နေရာသုံးမလဲဆိုတဲ့အဖြေကို mod ရှာနိုင်ဖို့လိုတယ် mod ရှာနိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့အခုဟာက covid menu က central midfielder ဆိုပြီးမဲ့လေလို့ mod ရဲ့ကွင်းလင်နှစ်ယောက်ကကျတော့ဗျာသူ mod ရဲ့ system မှာကွင်းလင်နှစ်ယောက်ရဲ့လိုအပ်ချက်တွေကလက်ရှိ menu မှာရှိနေတာနေတိတ်မကြိုက်ဘူး ံပါတ်1 physical တောင်းရမယ်ပြီးနိုင်လွှားနိုင်ရမယ် jewelry ကောင်းရမယ်ဆိုတာမျိုးတွေ menu ကကြတော့အဲ့လိုမဟုတ်ဘူးအတူအစီလေးတွေနဲ့သိတယ်မလားသူကဟိုကြွကြွကြွကြလေးနော်သူကကစားကွက်တိဆောက်တာမျိုးတွေပြီးလို့ရှိရင်ဘောလုံးနဲ့တူ carry လောက်တာမျိုးတွေကိုပဲသူကသဘောကျတဲ့ player အဲ့လိုမျိုးဆိုတော့ menu ကိုဘယ်နေရာမှာတုံးမလဲဆိုတာ amoren ရဲ့ system မှာကတော်တော်လေးရောပြောရခဲရင်းနေ menu ကနေရာပြောင်းနေရလို့ကျွန်တော်ပြောလို့ရတယ်ဗျာဆိုတော့ဒါကို amoren ဘလို့အဖြေရှာမလဲပဲကျွန်တော်ကြည့်ရမှာပဲ သူဆက်ပြီးတော့ပြောထားတာဆိုလို့ရှိရင်ရှင်းနေပေါ့နော်ကျွန်တော်တို့ဒီကက်ဆမဲရိုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တောင်းမပါပေါ့နော်ဒီအခုဆိုလို့ရှိရင်ကက်ဆမဲရိုကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းသဘောပေါက်သွားပြီပေါ့ကက်ဆမဲရိုရဲ့အကောင့်ဆုံးနေရာကိုကျွန်တော်ရှာတွေ့ခဲ့ပြီပေါ့ဗျာရှီရှီပွဲတွေမှာဆိုလို့ရှိရင်ကက်စီကိုသုံးတော့မသုံးခဲ့ရတဲ့ပွဲစဉ်တွေရှိရပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ quality တွေနဲ့သူ့ကိုဘယ်လိုအသုံးချရမလဲဆိုတော့သဘောမပေါက်လို့ပဲပေါ့ အဲမဲ့လို့ကျွန်တော်နောက်ပိုင်းမှာတော့ကက်စမီရိုကို၃ပုံ၃နီးတွေကိုကျွန်တော်သဘောပေါက်လာတယ်ဆိုတော့အခုလက်ရှိဘလူးကစားရမလဲကက်စီကိုသဘောပေါက်လာတယ်လို့ပဲမင်းညူးကိုလည်းကျွန်တော်ကအဲ့ဒါလိုရှာနိုင်ဖို့လိုတယ်ဆိုပြီးတော့ပြောလာတယ်တကယ်တော့တွေးကြည့်ရရင်အဲ့ဒါကနည်းနည်းတော့အတိတ်ပဲရှိတယ်ဘာလို့လဲဆိုတော့နောက်ပိုင်းကက်စမီရိုရဲ့နှစ်ပွဲ၃ပွဲလောက်ကိုကျွန်တော်ကြည့်ရင်ကက်စမီရိုကအများကြီးပိုကောင်းလာတယ်ကက်စမီရိုဖြစ်ကျွန်တော်မြင်နေရတာဒီလားဟိုချပါတော့ဗျာကက်စမီရိုဒီမင်းညူးလို့မဟုတ်ဘူးကက်စမီရိုဒီသူ့စီကိုဘောလုံးရောက်ရပြီဆိုတာနဲ့သူအချာချာထားလိုက်တဲ့ကစားမှာမဟုတ်ဘူးဗျာ နော်ဘောလုံးကိုထိချက်နှက်ချက်သုံးချက်နဲ့ကျွန်တော်ကစားတဲ့ player မျိုးမဟုတ်ဘူး press resistant ဖြစ်တဲ့ player မျိုးမဟုတ်ဘူးနောက်ပြီးလို့ရှင် long ball တွေကြီးပဲတစ်ချိန်လုံးပို့ချင်နေတဲ့ player တယောက် slide တက်ကလေးတအားလှုပ်ချင်တဲ့ player တယောက်ဗျာတည်လား defensive midfielder mindset စစ်စစ်ရှိတဲ့သူမျိုးဆိုတော့အဲ့လိုမျိုးဆိုတော့ Cassie ရဲ့အညီအထားကလည်း Mourinho ကမနေ့တောင်အချိန်ယူလေးရတယ် Cassie ကိုဘယ်လိုသုံးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အခုကတော့အဆင်ပြေလာတယ်နောက်ပိုင်း Casemiro ပါတဲ့နှစ်ပွဲသုံးပွဲလောက်ကိုကျွန်တော်ကြည့်ရင်ဒါတော့မှတ်တာခါတလေဘောနောလုံးဝဥကာဒေးကိုမမြင်ရဘူး Cassie ကိုပဲမြင်နေရတဲ့ပွဲတွေရှိတယ်နော် ဲ့လိုပဲကျွန်တော်တို့က menu ကိုလည်းသူအဲ့လိုဖန်တီးနိုင်မှုလိုတယ်ဗျာဒီလား menu တွေအကောင်းဆုံးနေရာဟာဘာလို့ဖြစ်ဘလို့ဖြစ်မလဲပေါ့ဒါကြောင့်လည်းပဲ injury ပြဿနာတွေမကြုံရခင်က menu ကို force nine ဖြစ်သုံးတာမျိုးတွေเนาะကျွန်တော်တို့တွေ့ narrow number ten ဖြစ်သုံးတာမျိုးတွေကျွန်တော်တို့တွေ့ခဲ့ရတာပဲအလုံးမဖြစ်ခဲ့ဘူးပေါ့เนาะဆိုတော့ရှေ့ဆက်တော့ကျွန်တော်ကြည့်ရမှာပါဘယ်လိုမျိုးအတုံးချသွားမလဲဆိုတာတော့လीเนาะခုံ menu ကိုညီကိုတို့ရောဘယ်နေရာမှာကျွန်တော်တို့သုံးတာကအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်ကြလဲ ကျွန်းရကြပါဆင်သမားမင်္ဂလာပါ okay ညကြလို့ရှိရင်တော့ live လွှင့်ပါဗျာတဲ့နော် okay ပါကျွန်တော်တို့အဲညကြလို့ရှိရင်တော့ကျွန်တော် watch channel အစီအစဉ်ရှိပါတယ်ဥနနာကတော့တဲ့နော်အချိုင်းတီတော်တော်အောင့်သွားတယ်ထင်ပါတယ်ဗျာတဲ့မာတစ်ပြောလိုက်တာအားနော်အဲ့ဗျာဒီကြားထဲမှာကျွန်တော်တို့ဒီကစားမားတွေကြားထဲမှာဒီလိုမျိုးတွေကတော့ရှိတာပဲဒါပေမဲ့လည်းလို့ဘောနော်ဘယ်လိုပြောမလဲဒီမီဒီယာတွေကြောက်ပဲကြားထဲမှာနားလည်မှုတွေပိုလွဲသွားတယ်လို့ပဲကျွန်တော်ပြောရမလား MOD နဲ့ AKSA နဲ့ပတ်သက်ပြီးတော့ပြောရတာကျွန်တော်ရှိပါတယ် လူကျော်အချင်းကြီးလေးပြောပြပါဦးလူကျော်အချင်းကြီးကတော့ထူးထူးခြားခြားပြောစရာမရှိပါဘူးပြီးခဲ့တဲ့မန်ချက်စတာဒါဘီပွဲမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်လူစင်းနဲ့မှသူ့ကိုမြင်ရတယ်ဆိုတော့ဒီ Lion နဲ့ပွဲမှာဆိုလို့ရှိရင်လည်းပဲအချင်းကြီးပေါ်မူတီးပြီးတော့9မိနစ်ဖြစ်9မိနစ်10မိနစ်ဖြစ်10မိနစ်ကစားတာတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်เนาะဆိုတော့အနည်းဆုံး9ဝက်လောက်တိတော့မှသူကစားလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးမိနစ်20လောက်ဆန်းပြီးတော့ကစားတာမျိုး10မိနစ်လောက်ဆန်းပြီးတော့သူ့ကိုထည့်တာမျိုးတွေပဲမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ် Lion နဲ့ပွဲမှာလीเนาะ ကျွန်တော်ကောင်မလေးကပြားတယ်အခု live မလုပ်ဘူးလားဆိုပြီးမေးနေတယ်နော်ဟောဟိုးလိုလာခင်ဗျာနော်ရှောက်ရှောက်မပြောနဲ့ခင်ဗျာကောင်မလေးရှောက်ရှောက်သုံးမချနဲ့ကိုကူတီးကျင်တာနဲ့ခင်ဗျာအဲ့လိုရှောက်ရှောက်သုံးမချနဲ့နော် Aiden Heaven ကိုပြန်ပါနိုင်ပြီလားဆိုတော့ကျွန်တော်တော့မထင်ဘူးဗျာ Heaven ကဒီပွဲမှာပြန်ပါအောင်မယ်လို့မထင်ဘူးဒီပွဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Premier League တပွဲကစားမယ် Newcastle နဲ့လားမသိဘူးအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Lion နဲ့ဒုတိယကြောကစားမယ်အဲ့ဒီကြမှာ ပြန်ပြီးတော့ကျွန်တော်မြင်ရလိမ့်မယ်လို့ထင်တယ် Eden Heaven ကိုနောက်လောဆင်မှာတော့ Heaven နဲ့ပတ်သက်တဲ့အရာကျွန်တော်ဘာမှမကြားခဲ့ရဘူးပေါ့နော်အဲ Europa လေးမှာတဲ့ရှုပ်ပွဲမရှိသေးတဲ့စံချိန်ကိုဆက်ထိန်းထားနိုင်လို့ရှင်ကောင်းမယ်ဗျာတဲ့နော်โอเคပါဆိုတော့နော်ကျွန်တော်တို့ Flyer ရည်လေးကောင်းနေပေါ့ဟုတ်တယ်မလားနော် Flyer ရည်ကျွန်တော် ကောင်းနေပေါ့နော်အဲပွဲကြိုသွင်းချက်တွေပါလေကိုခံမှန်ကိုကတော့မခံမှန်းတော့ဘူးနော်ဘာလို့လဲကျွန်တော်ပွဲကြိုသွင်းချက်တွေပါလေကျွန်တော်ရှိမှပြောထားပြီးသားပါမနေ့ကကျွန်တော်ဗီဒီယိုတင်ထားပြီးသားဆိုတော့လေ ကာနာချူကိုပြားတဲ့အရန်ကုန်ကိုပို့တင်ပြီးတဲ့နှစ်ပွဲဆက်ပွဲချိန်ပြည့်တုံးတာအဆင်မပြေဘူးတဲ့မီဆန်မောင်းကိုပွဲထွက်ဖို့မျှော်လင့်ရတာပဲတဲ့နော်အဲပြဿနာဗျာကျွန်တော်တို့မီဆန်မောင်းကို၃ရောင်းကလည်းမီဆန်မောင်းကလည်းဒီချိန်မှာဟိုပြောမရဘူးပေါ့လေဒီညကြလို့ရှင်တော့ပွဲထွက်လူစင်းနေမှာပါကောင်းပါလာနိုင်မှာပေါ့ချိန်မှာလည်းသူမိနစ်နည်းနည်းလေးနည်းနည်းလေးဝင်ကစားပြီးပြီဆိုတော့ပြည်ရတာတခုကမီဆန်မောင်းတို့ဘာလို့ပါလဲဗျာကျွန်တော်တို့ဒီသတိထားပြီးတော့သုံးမှရမှာမီဆန်မောင်းဘက်ကကြည့်ရင်လည်းကျွန်တော်တော်တော်ကိုစိတ်မကောင်းပါဘူးသိရမလားအကတင်းကိုရောက်လာပြီးတော့ ကျွန်တော်ဘက်ကွန်ကြီးဘာညာဝတ်ထားပြီးတော့ဗောနော်ဒီသူ့မှာထင်တယ်လို့လှုပ်ပြဖို့နေနေတတ်တာတော်တော်လေးကိုသူယုံကန်နေရတယ်ဗောဆိုတော့ဟိုပွဲကစားခွင့်ရဖို့တောင်းပါလေဒါကလည်း injury ပြဿနာကြီးဂျုံနေရလို့ဆိုတော့အဲ့လိုမျိုးဆိုတော့အခုလည်းပဲဒဏ်ရာပြဿနာကြောင့်သူဂျားထဲမှာ2လ3လလောက်နိုင်ကနေပြန်လာရတယ်ဆိုတော့သူ့ကိုဒီလိုပြောမျိုးမှာချက်ချင်းလက်ငင်းကြီးပွဲထွက်လူစင်းနေမှာထဲ့မယ်လို့ကျွန်တော်မထင်ဘူးဗျာဆိုတော့ကာနာဂျိုပဲဆက်ပြီးတော့ပွဲထွက်လာမှာပါဒါအပြင်အရန်ကုန်ကိုပို့တိမိပညာဆိုတာကတော့လေလူစားလဲတာမျိုးဘာညိုကပို့ပြီးတော့တင့်တော်လိမ့်မယ် အရန်ကုန်ကိုပို့တယ်ဆိုတာတဲ့ဘာလို့လဲဆိုတော့ကနာချူနီယာမှာဟိုကစားနိုင်တဲ့သူကလည်းရှိမှာကောင်းကောင်းမှမရှိတာဟုတ်နော်ကျွန်တော်တို့မှာရွေးချယ်ကြမရှိတော့သူတုံးနေရတာရွေးချယ်ကြရတာရှိတယ်ဆိုကနာချူကအခုလောလောဆယ်အရန်တော်ပါညီမပါလာမှာချီနီယာအဲ့လိုဖြစ်နေတာဆိုတော့ရွေးချယ်ကြမရှိတဲ့နေရာမှာကနာချူကျွန်တော်ကတော့အရန်ကုန်ကိုပို့တာမျိုးကတော့တိတ်တော့ဘာဖြစ်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒုတိယပိုင်းလူသားလဲတာဘာညာတော့နည်းနည်းနားလဲလို့ရအောင်ရတယ်လာမယ့်ရာသီမှာတဲ့ Resman Whiteland ကိုရောင်းချနိုင်မယ်လို့မျှော်လင့်လို့ရလားတဲ့သူကစားတာလုံးဝအားရတယ်လို့ကိုမရှိဘူးတဲ့ ရောင်းချဖို့မျှော်လင့်လို့ရလားဆိုတော့အီတလီကလပ်တီထန်ဆိုလို့ရှိရင်တော့ဗောနော်ပြန်ပြီးတော့ရောင်းလို့ရောင်းအောင်ရမှာဗောလေပြေတနာကအသင်းဘက်ကဒီကစားမဖြစ်သူကိုလက်ရှိမှာလက်လျှော့လိုက်ပြီလားဆိုတာလေမူတည်သေးတာ哦တမမအသင်းဘက်ကမျှော်လင့်ချက်ကထားသေးလားဗောရက်စမန်အပေါ်မှာဒါလည်းကျွန်တော်ရှိသေးတာတူဘီကောလီယာကိုပဲစိုးရင်တာဗျာတဲ့တောက်ပရမယ့်အချိန်မှာ injury ဖြစ်နေတာတဲ့နော်ဟုတ်တယ် မြော်နေတာဗျာတဲ့ live stream မှာကိုโอเคပါအဲညကားတဲ့ပွဲပြီးသွင်းတဲ့ချက်တွေစောင့်နေတာတွေမကြည့်လို့ရဘူးလားကျွန်တော်ဗျာအဲ့အဲ့ပွဲတွေမကြည့်တော့မကြည့်တော့လေဒီညဒီညကိုပွဲဝေါ်ချလောင်းရှိလို့လေနော်ပြီးလို့ရှိရင်ဘာကာနဲ့ဒေါ်မွန်တို့ဘာလို့ဆိုတာမျိုးကကျွန်တော်တို့သိနေတာပဲပြီးလို့ရှိရင်သိပြီးတော့လည်းအားထားတွေမကြည့်ကြဘူးမင်းပြောဖို့ကအက်စတူမီလာတို့ PSG တို့ဆိုပူတော်ဆိုးသေးရဲ့သိတယ်မလားဆိုတော့ကျွန်တော်အိတ်လိုက်တာနော်မကြည့်တော့ဘူးဆိုပြီးတော့နော်ဟိုဟိုဟိုဗာလဲ ဝါလေးကြီးကြည့်ပြီးတော့လည်းမလုတ်ချင်ဘူးများသေးလားနော် highlight လေးတွေပါကြီးကြည့်ပြီးတော့လည်းမလုတ်ချင်ဘူးသိရမလားဆိုတော့ highlight ဆို goal log ပဲသိရမှာပေါ့နော် goal သွင်းတာလောက်ကတော့မလုတ်မှာပေါ့တော့မလားဒါလိုမျိုးဆိုတော့နော်ဟိုမလုတ်ဖြစ်မလုတ်မလုတ်တော့ဘူးပေါ့နော်ဆိုတော့ဒီညဝါချောင်းမှာလုတ်ချင်လို့ဆိုရင်ဝါချောင်းလုတ်ကြတာပေါ့နော်အဲ lion ကမလွယ်ဘူးထင်နေတော့တဲ့တေးကြတာပေါ့အဲဆိုတော့ martinez delete တော့မပါတော့စိတ်ပူတယ်ဗျာတဲ့ martinez ကမပါနိုင်တဲ့ကြာပါပြီဥနနာကိုတဲ့ဒီပွဲမဖန်ခိုင်းတင်မှုပြတဲ့မာတစ်စကားကြောင့်ဖိအားများနေမှာဆိုတယ်တဲ့နော်အဲဒါမဲ့လို့ နီးပြကတော့အိုနန်းနာပဲပွဲထွက်လာမယ်လို့ပြောပါတယ်ဆိုတော့အိုနန်းနာပဲပါလာမှာပါကျွန်တော်တို့မှဘိုင်ယန်နာတော့မှကျွန်တော်တို့အနေနဲ့ကောင်းအောင်ကောင်းမိလားမသိပါဘူးကျွန်တော်တို့ခုတနေ့ကပွဲမှာဘိုင်ယန်နာပါလာဟမ်ဟိုမန်ချက်စတာဒီစီးတီးနဲ့ပွဲမှာဂိုးသမားဘသူပါတယ်ဘသူမှမပါဘူးမလားအရန်ပါလေလင်းနီတော့ဘိုင်ယန်နာပြန်ပါတယ်အရန်ပါဆိုတော့နော်အုတ်တယ်တော့ဘိုင်ယန်နာတို့ပါလို့ထည့်လို့ရတယ်သိလားဒါပေမဲ့လို့နီးပြကအိုနန်းနာပဲထည့်ပါလိမ့်မယ်နော်โอเคကျွန်တော်တို့ဆက်ပြီးတော့ပြောအောင်ဆိုတော့ Lion ရဲ့ Tyson Lion ပြိုင်ပဲ့ Tyson နဲ့ပတ်သက်ပြီးတော့သူပြောထားတာက ဟုတ်ပြီကျွန်တော်လိုင်ယွန်တိုက်စစ်ကိုပဲတိုက်စစ်တီးတန်းကိုပဲကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့မှာပေါ့နော်တတော်ကိုရိုးရှင်းနေပေါ့လိုင်ယွန်မှာလိုင်ယွန်ကိုကြည့်လိုက်မယ်ဆိုရင်စူစီတက်တက်သူတို့ကပို့ပြီးတော့တန်မာတဲ့ကစားမားတွေရှိဖြစ်တယ်စူစီတက်တက်ပို့ပြီးတော့မြန်တဲ့ကစားမားတွေကိုမြင်ရတယ်လူကောင်တွေကလည်းပို့ပြီးတော့ထွားတယ်ပေါ့ဆိုတော့နီးပြားဖြစ်တဲ့ပေါလိုဖွန်ဆာကဆရောက်လာပြီးကလေးကလိုင်ယွန်ဟာနိုင်ပွဲတွေပို့ပြီးတော့လည်းရလာတယ်ပေါ့နော်ဂိုးတွေလည်းပို့ပို့ပြီးတော့သူတို့တွင်းလာနိုင်ကြတယ် ရုပ်ပိုင်းဆိုင်ရာ physical ပိုင်းဆိုင်ရာကိုကျွန်တော်တို့ဘုံတော့ကြည့်မယ်ဆိုရင်တော့တော်တော်ကိုတန်မာတဲ့အတင်းတင်းဖြစ်တယ်ပေါ့ဒါအပြင်သူတို့ဟာ position နဲ့လည်းကစားနိုင်စွမ်းရှိတယ်သူတို့အတင်းခြေထဲမှာဘောလုံးကန်ပြီးတော့ကစားနိုင်စွမ်းရှိတဲ့အတင်းလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဒါပြင်သူမာတစ်ကသူနဲ့ဘီဘီကမှာတွဲကစားဘူးတာဝို့ဆိုတော့မာတစ်ကပြောထားတဲ့ဒီမှာပြောမလဲအမ်မိုဒင်ကဘောနော်သူနဲ့တွဲကစားသည်မ ကစားဘူးတဲ့တည်းမှာဆိုလို့ရှိရင်အကောင့်မြင်စေအရှိဆုံးသူပဲဘာညာပြောတာဒါကတော့ဗျာသူရှင်းပါတယ်ဘာလို့အခုလည်းပဲကျွန်တော်တို့ပရီးမီးယားလေးရဖို့ဂျူးပန်းတင်နေဘာညာကျွန်တော်ခဏတိုင်းပြောနေတယ်ဆိုတော့ဒါတွေရမြင်နိုင်ကြီးရှိတယ်ဘာညာဗလားတော့ထားပါနော်ဒါကိစ္စမရှိဘူးဆိုတော့ဒါဘင်ဖီကာမာတို့ကမာတစ်နဲ့အမ်မိုရင်ကတွဲကစားဘူးတယ်လေနော်ဘင်ဖီကာမာတို့ကအဲ့တော့အသင်းပေါ်တွေကလက်ရှိမှာနီးပြနဲ့အဝါပြပြန်တွေးကြတာဗောလေဆိုတော့လိုင်ယွန်ကဗျာဘယ်လိုပြောမလဲခုနကသူပြောပုံညာဆိုလို့ရှိရင်ကျွန်တော်တို့လိုင်ယွန်လိုင်ယွန်တိုက်စီကိုတော်ကြီးကိုခက်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 တားလိုက်မယ် နော်ခုနကပြောတဲ့လာကာဇက်လာကာဇက်ဆိုလို့ရှိရင်ပရီးမီးယားလိအတွေ့အကြုံရှိတဲ့အသင်းဖြစ်အကစားသမားဖြစ်တယ်။ TV ခုတ်မယုံမင်းတော့ငွေလေးနော်မင်းအဲ့ဒါဆော့တာရေးမကြည့်ဘူး။နော်ဆိုတော့ပြီးရင်အဲကျွန်တော်တို့ဒီပရီးမီးယားတကယ်လက်ရှိမှာခြေသွမ်းပြဂိုးတွေတွင်းနေတဲ့တိုက်စစ်မှုလေးဖြစ်တယ်ဗျာ။ဥရောပအတွေ့အကြုံရှိတဲ့ကစားသမားလေးဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ယောက်ကကျွန်တော်တို့နဲ့သတင်းထွက်နေတဲ့ Ryan Chucky ဆိုတဲ့ပြင်တက်က20 20 21ကစားသမားလေးကျွန်တော်ရှိတယ်เนาะဆိုတော့အဲ့ကစားသမားလေးဆိုလို့ရှိရင် ကျွန်တော်မနေ့ကပြောသွားလို့ပဲ skill spider account နဲ့ phantom spider account နဲ့ vision star account နဲ့ပေါ့နော်။ဟုတ်ဆိုတော့ goal လေးအတွင်းနိုင်စွမ်းရှိတဲ့ player တယောက်ဗျာ။ဆိုတော့ဒီကစားမားတွေကိုကျွန်တော်ကြည့်လိုက်ရင်အကြီးချင်းပိုင်းတွေကတော်တော်ကိုကောင်းကြတာ။နော်အကြီးချင်းဒါအပြင်လိုင်ယွန်ရဲ့ကစားမားအများစုကဥရောပနယ်ပယ်တွေမှာကောင်းကောင်းကစားဘူးတဲ့ကစားမားတွေစုထားတာ။အဲ့လိုမျိုးဆိုတော့ဟိုကိုအသင်းတစ်ပတ်ကတော့မလွယ်ဘူးပေါ့နော်။ဆိုတော့တိုက်စစ်ပိုင်းကိုပဲကျွန်တော်ကြည့်မယ်ဆိုရင်တော့မှဘာဖြစ်လဲဆိုတော့အသင်းရဲ့ခံစစ်မှာ Mazdawi ဗျ physical ability ကတော်တော်လေးအားနေတယ် ောက်ပြီးလို့ရှိရင်လန်နီယိုတို့ physical ပိုင်းအလောက်ကြီးကြီး strong ဖြစ်တဲ့တယ်မှာမပါဘူးပေါ့နော်ပြီးမကွိုင်းယာမကွိုင်းယာတရားလောက်ပဲ physical ပိုင်း physical ပိုင်းကောင်းတာကျန်တဲ့နှစ်ယောက်က physical အားနေတယ်ဒီနေရာမှာဟိုဘယ်လိုပြောမလို့ပူပြီးတော့စူစီတဲ့တိုက်စစ်တဲ့အများကြီးပူပြီးတော့တန်နေမြန်နေဆိုတော့တိုက်ဒီတိုက်စစ်ကိုကျွန်တော်ရှင်းကစားရင်အတင်းကတော်တော်ကိုတို့ကျွန်တော်တို့မလွှဲတာဒီလားဆိုတော့ကိုတင်းမှာကဘယ်နေရာပဲကြည့်ကြည့်ကွင်းလေပဲကြည့်ကြည့်တိုက်စစ်ပဲကြည့်ကြည့်နောက်တက်မဲ့ကြည့်ကြည့်အဲ့ဒီ physical ဘိုင်းကတော်တော်ကိုစူးစူးဝါးဖြစ်တဲ့တယ်မှာပါတယ် เนาะအဲ့ဒါလေးကိုကျွန်တော်တို့ဒါ MODing ဘယ်လိုဖြည့်ရှင်းလာမလဲကြည့်ရမှာပေါ့လေเนาะဆိုတော့တယောက်ချင်းနေကတော့ဒေကြတယ်ကျွန်တော်တို့တော့မလွယ်ဘူးဗျာဆိုတော့ဒီ Unana နဲ့ပေါ့เนาะဆိုတော့ Unana နဲ့ Matic 2ကိုကျွန်တော်တို့ဒီအချင်းချင်းစကားတွေပါဒီတိုင်းများကြတယ်ပေါ့ဗျာဆိုတော့များကြတော့သူဒီမှာ Okay Android Unana ကမနေ့ပြန်ပွဲမှာအယုံဆိုင်နိုင်ပါမလားပေါ့မာတီပြောတာတွေနဲ့သူဟိုကန်အောင်ကန်နိုင်ပါမလားဦးနနာကိုပွဲထုတ်လာဖို့ရှိလားပေါ့ဒီညမှာအမူရင်းကတော့မနေ့ပြန်ပွဲမှာ အဲ့တော့အမတ်တီပြောတာတွေကအန်ဒရယ်ဥနနာကိုဘာမှတက်ရောက်စေမှာမဟုတ်ဘူးပေါ့မတ်တီရဲ့စကားတွေကဥနနာရဲ့စကားအပြည့်အစုံကိုကျွန်တော်တို့ဘောနော်ဒါကြားခဲ့မိဆိုလို့ရှိရင်လိုင်ယွန်ဟာတကယ်ကောင်းတဲ့ကလတင်တစ်ခုဖြစ်တယ်ဆိုတာတွေပါသူတို့သူတို့ဘောနော်ဘယ်လိုပြောမလို့သူသူပြောခဲ့တာကိုမြင်ရမှာပေါ့ပြည်ထနာကပြားပေါ့နော်ဂျာနေမှာခင်ဗျားတို့မီဒီယာတွေပေါ်လာပြီးတော့မီဒီယာတွေကဟိုခေါင်းစီခေါင်းကြီးပိုင်းဖြစ်မဲ့စကားလုံးလေးတော့ပဲเนาะကျွန်တော်တို့ဒါရေးကြပြောကြတယ်ဆိုတဲ့အခါမှာ ဒီမှာနားလည်မှုတွေလွဲကုန်တာပေါ့နော်နားလည်မှုတွေလွဲကုန်တာစကားတွေအပြေအဝကစားမားတွေကလည်းနားမထောင်ကြတော့ဘူးပေါ့နော်အမီဒီယာတွေပုံမှန်ပဲမြင်ရတဲ့ဟာတွေနဲ့ပြောကြဆိုကြရတာဆိုတော့တော်တော်လေးတိုင်ပက်တယ်ပေါ့နော် မာတစ်ကလည်းကစားမားကောင်းတယောက်ဆိုတာကိုကျွန်တော်ကောင်းကောင်းသိတယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ်ပေါ့နော်ဥနနာဒီဒီပွဲစဉ်မှာလုံးဝပွဲထွက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပွဲပွဲထဲမှာဥနနာဘလို့တုံ့ပြန်လာမလဲပေါ့မာတစ်ဒီလိုပြောတာတွေနဲ့ပတ်သက်ပြီးတော့နော်ဆိုတော့အဲ့ဒါကတော့ပြန်တော့ဘလို့ဘလို့ပြောတော့တော်တော်ခဲရင်နေပေါ့နော်ဘာလို့လဲဆိုတော့ ဟိုတီတီတီရှာရှိမှပြောခဲ့တယ်လို့ပဲသူပြောခဲ့တဲ့ဥနနာပြောခဲ့တဲ့စကားတွေကိုကြည့်ရင်ပေါ့နော်မလီမစားပြောခဲ့တာမျိုးအဲ့ဒီပုံစံမျိုးမဟုတ်ဘူးပေါ့လေးစားမှုမရှိဘဲနဲ့တည်တယ်မလားနော်ဟိုတုံ့ပြန်ခဲ့တာမျိုးတွေမဟုတ်ဘူးပေါ့နော်တော်တော်လေးပဲအခုမှလေးစားမှုရှိရှိနဲ့သူ့အနေနဲ့သူ့အသင်းကိုဒါယုံကြည်မှုပေးဖို့ကြိုးပမ်းနေတာမျိုးပဲကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ပြောထားတာ okay ထားပါတော့ဒါဥနနာနဲ့ဒီဝါရဲ့ကြားထဲမှာဘယ်လိုမျိုးပြဿနာတွေတွေ့ခဲ့ကြလဲညီကလေးတည်တဲ့တိုင်မှာဘယ်လိုစကားတွေပြောခဲ့ကြလဲနော် ိုတော်တော်လေးတော့တိုင်းပတ်တယ်เนาะအဲအဲ့တုန်းကလည်းဗာလေဟိုမာဦးနနာပြောတာမလားကျွန်တော်တို့လိုင်ယွန်လိုင်ယွန်ထက်ကျွန်တော်တို့အများကြီးပူကောင်းတဲ့အသင်းမှာဖာညာဆိုပြီးတော့သိတယ်မလားတိုင်းမဲ့လို့ပေါ့เนาะဒီမာတစ်ကဘယ်လိုပြန်ပြောလဲဆိုတော့ Manchester United ရဲ့တမိုင်းမှာအဆိုးအဝါဆုံးဂူသမားတစ်ယောက်ကเนาะဒါမျိုးကိုပြောတဲ့စကားကိုကိုတီချာသတိထားပြီးတော့ပြောတင်နေပေါ့သိတယ်မလားเนาะเนาะဆိုတော့ဟိုဘန်ဒါစာတို့เนาะဟိုရှမိုက်ကယ်တို့ ဒေးဗစ်ဒီဂီယာတို့ကဒီလိုပြောတယ်ဆိုလို့ရှင်တော့မှာ all okay ငါတို့မြန်အဲ့လိုဖြစ်နေလားဆိုပြီးတော့ပြန်ကြည့်ကောင်းကြည့်နိုင်သေးတယ်ပေါ့နော်ဒါပေမဲ့ဦးနနာပြောတယ်ဆိုတော့ပေါ့ဗျာသိတယ်မလားလက်ခံစရာမရှိဘူးဆိုတော့ပုံစံမျိုးသူတုံ့ပြန်သွားတာအဲ့ဒါကိုအန်ဒရယ်ဦးနနာကလည်းနော်သူသူသူ Instagram မှာအပေါင်းသူ Twitter မှာရေးထားတာပါဘယ်တူတူယောက်ကိုမှန်ပေါ့နော်သူဘယ်တော့မှဘယ်အသိန်းကိုမှလည်းသူဟိုလေမလီမစားလောက်ခဲ့တာမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့လည်းလို့ဘယ်လိုပြောမလို့ဟိုငါလောလောဆယ်မှာနော်ဗာလဲဟိုဗာလဲဒီ ကောင်းဆုံးကလဲတင်တစ်ခုနဲ့ပေါ့နော်ဖလားတွေရထားတဲ့အချိန်မှာတခြားတခြားလူတယောက်ကတော့ငါ့လိုမျိုးမလုံနိုင်ရှာဘူးငါ့လိုပြောလို့မရဘူးဘာညာပြောတာပြောချင်တာကသူက FF ဖလားလို့ပါတယ် United နဲ့ရထားတယ်ဆိုတော့ Martin က United မှာတော့ငါဘာမှမရခဲ့ဘူးဘာညာပြောတာပေါ့ဗျာဆရာသမားကနော်အဲ့ဒါကြောင့်ကိုပြောတဲ့စကားကိုကြည့်ပြောတယ်ခဲပြောတာ Martin ဆိုတာက Chelsea နဲ့အတူ Premier League တွေရထားတာနော်သူရဲ့အကောင်းဆုံးဆိုတဲ့အချိန်တွေတုန်းက Martin က Premier League မှာအကောင်းဆုံး defensive midfielder တွေကတယောက်ကြည့်ကြလို့နော်အန်ဒရယ်ဦးနနာကြည့်ကြလို့ကိုပြောတာတွေကဟုတ်တယ်မင်းတကယ်ပြောတာအဲ့လိုပြဿနာတွေရှိတယ် ါကတော့ဒါဒီကစားမနှစ်ယောက်ကြားထဲမှာဖြစ်ပြက်သွားတဲ့အရာပေါ့လေဟိုအရင်ကတည်းကမှတိုင်ပတ်နေပါလေဆိုကိုဆရာကပြောချင်တာနေပြောနေတယ်တည်လဲမနော်နော်ပြီးရင် Lion Back ကဂိုးတွေပါလေသူနဲ့ဟေးဆိုမင်းတိုင်ပတ်အောင်မယ်တည်ရမလားဟိုကောင်လေးကသူတို့သူတို့သူကဦးနနာမာတိကိုပြောတာမဟုတ်ဘူးကိုတသိန်းလုံးကိုပြောသွားတာဆိုတော့အဲ့ကောင်လေးနဲ့တော့စားရတယ်နော်အဲဆိုတော့တိုက်စစ်တွေရဲ့ဂိုးသွင်းနိုင်ဖို့မျောလင်းမျောလင်းပါတယ်ဗျာတဲ့ပေါ်စားလို့မရတဲ့အခြေအနေဆိုတော့တဲ့နော်โอเค အဲပြည်ထနာကဗျာကျွန်တော်တို့တိုက်စစ်ကဂိုးရဖို့ကတော်တော်ကိုတိုင်ပတ်ပါတယ်နော်ဂိုးရဖို့ဆိုတော့ကျွန်တော်တို့တော်တော်ကြီးကိုခိန်းလို့နဲ့အခြေအနေမျိုးဖြစ်နေတာကပြည်ထနာကြီးတယ်โอเคကျေးဇူးများနေပါတယ်ကျွန်တော်တို့တွေ့တော့တဲ့ဒီဖလားကအရေးကြီးတယ်တဲ့မျောလင်းချက်အရေးကြီးတဲ့မျောလင်းချက်တစ်ခုပဲဗျာโอเคပါကျေးဇူးများနေပါတယ်ဖီတန်ကိုမလွှဲဘူးလားဖီတန်လွှမ်းညာမရှိဘူးဆရာသမားရေသူ့အတူအခုတော့မှဘယ်နေမှမသိဘူးเนาะမလီနီနီနီရှော့ကိုဗျာတဲ့เนาะ LCB တုံးလို့ရတာပဲဟာကိုတဲ့เนาะ ရှော့ကို ready တုံးလို့ရတယ်ဆိုလို့ရင် तू ကအဲ့ဒီနေရာပဲတုံးမှာပါကျွန်တော်တို့လူချောတန်ရမရခင်တုန်းကဒီ international break တုန်းကလူရှော့ကိုကျွန်တော်တို့က win bet တွေဘာတွေလက်ရှိဒူကူကစားတဲ့နေရာတွေမဟုတ်ဘဲနဲ့ LCB တွေဘာတွေ तू ထားတုံးတာပြဿနာကကျွန်တော်ကစားမတယောက်ကိုတုံးနေဆိုလို့ရှင်လည်းပဲဟိုဘောနော okay ငါဒီကစားမကိုတုံးဖို့ ready ဖြစ်ပြီလားဒီကစားမကရော minute ဘလောက်ကစားနိုင်ပြီလဲဒါမျိုးလည်းတွေ့အချက်အသေးတာအခုလူရှော့တို့ဆိုပိုတောင်ဆိုးသေးတယ်ဒီကောင်တွေက injury ကိုခဏတိုင်းရပြီးတော့တခါတခါရရင်လည်းအကြာကြီးရတာ ဆိုအဲ့လိုကစားမားတွေကိုကျွန်တော်တို့ကတုံးရမယ်ဟေ့ပြုတ်ရမယ်ဟေ့ပွဲထွက်လူစင် ပြီးတော့မယ်ဟေ့ဆိုရင် okay ငါတို့ဒီ risk risk ယူဖို့ ready ဖြစ်ပြီလားဒီကစားမားရဲ့ကြံ့ခံမှုကတကယ်ပဲမိနစ်90တုံးလို့ရပြီလားတကယ်လည်းပဲပွဲထွက်လူစင်ကစပြီးတော့တုံးလို့ရပြီလားဒါတွေကိုတည်တည်ကြပ်ဆန်းစစ်ဖို့လိုတာဟိုဒါတွေကိုတိကျကင်တွေ့ဖို့လိုတာဒါကြောင့် MO ရင်းကနော်ဒဏ်ရာကောင်းပါပြီဆိုတဲ့ကစားသမားတိုင်းကိုဗျာချက်ချင်းစုစုလို့ပွဲထွက်လူစင်မှာပွဲထွက်ခွင့်မပေးတာမေဆန်မောင်းတို့လူချောတို့တူတူပဲကျွန်တော်လည်းပဲသဘောသဘောတူရေပေါ့နော်ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကတော့လူမရှိလို့ချက်ချင်းသုံးกว่าခြပါညာလှုပ်လိုက်လို့ရပြီမဲ့အခုကရစ်ကကြီးတယ်ဗောနော်ဒီကစားမတွေကမှတရားဒီကို10ဘွဲပြည့်ဖို့မနေကင်နေရပါလေဆိုမှချက်ချင်းလိုင်ငင်းကြီးချက်ချင်းသုံးမယ်ဆိုရင်တော့မလွယ်ပါဘူးတရားကိုဒီကောင်းတွေကမယုံပါဘူးဗျာတရားမလားနော်တိုင်ပက်တယ်အာမတ်ကားတယ် recovery လုပ်နေပြီနော်တဲ့မနီညာက officer တွေနဲ့လာတွေ့တယ်ဟုတ်ပါတယ်အာမတ်ကလလောဆယ်မှာတဦးချင်း training နေပြန်ပြီးတော့ဗောနော်ဒီလေ့ကျင့်ငယ်နေပါလေလုပ်နေပါပြီဒါမှမဟုတ်ဗျာ gym နေပါလေဗောနော်တဦးချင်းတီးတန်းလုပ်နေတာမျိုးပဲရှိသေးတာ အသင်းလိုက်နဲ့လေ့ကျင့်ခန်းမဆင်းနိုင်တဲ့ရွေးကတော့ချက်ချင်းလက်ငင်းမျှော်လင့်လို့မရသေးပါဘူး။ဒါပေမဲ့လို့အာမက်လည်းမကြခင်မှာပြန်ပြီးတော့မြင်ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့။မင်္ဂလာပါတယ်နော်။ Okay ပါ။ไลออนโกเนี่ยจ่อเพ็ดตั้วออกมาเว้ยป่ะได้เนาะบรูโน่ชินี่โหลเว้ยยงจีเลยป่ะได้เนาะโอเคป่ะเจตุมายนี่มาแล้วบรูโน่จีไม่เหมาะเล่นญาบาเนี่ยเนาะเจนเนี่ยตูดิเลยเหมาะเล่นมาอ๋อตีเลยบารู้เลยสรอกโหบรูโน่ชีป่วยดิมาลุบยาเกเลยสุบิรอตาเหมาะเล่นพี่รอเนาะเจนเนี่ยกองนี่ ပြဿနာဖြစ်ရင်မမြင်တော့ဘဲနဲ့ဘလူနိုကဟာမျောလင်းတယ်လို့ဖြစ်မလာပါဘူးကွာဒီကောင်နဲ့တစ်ခါတလေပါဆိုရင်တော့အရေးကြီးဟိုဖြစ်ခံနေအောင်မယ်တိလားကျန်တဲ့ကောင်တွေပါလုံးပြနိုင်ဘူးလို့လေဘလူနိုတယောက်တည်းကျွန်တော်မိတီနေလို့မရအောင်ကျန်တဲ့ကောင်တွေကပြည့်မလားနော်ဒီပါလေဟိုတာဝန်ယူသိရှိရှိနဲ့မင်းဒီတင်းကိုကောင်းအောင်ကစားပေးနိုင်မှုကျွန်တော်လို့တဲ့ Okay ဆိုတော့အဲနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့တွားရအောင်ပါနောက်တစ်ခုက Joshua Zixi နဲ့ပတ်သက်လို့သူပြောထားတယ်ဇစ်ဇီကဘောနော်ဟိုလက်ရှိမှာပို့ပြီးတော့ ဒါတူတက်လာနေတဲ့ကစားမတယောက်ဆိုတာကျွန်တော်ကောင်းကောင်းမြင်နိုင်နေပေါ့နော်ပြောရလို့ရှိရင်သူ့အနေနဲ့ကစားတဲ့နေရာမှာပူပြီးတော့တကူကောင်းဆန်ဆန်ကစားနိုင်ဖို့လိုတယ်ပေါ့တိုက်စစ်မှုစစ်စစ်သူမဟုတ်ဘူးဆိုပေမဲ့လည်းလို့ပေါ့နော်သူကစားတာတွေကတကူကောင်းဆန်မှကျွန်တော်ရမယ်တချို့နေရာတွေပေါ့နော်တချို့နေရာတွေတကူကောင်းဆန်မှရမယ်ဒီတဲ့ပူပြီးတော့သူသူသူကအရင်ကနဲ့စားလို့ရှိရင်အခုဟာကပူပြီးတော့သူ aggressive ဖြစ်ဖြစ်သူကစားနိုင်လာတယ်ပူပြီးတော့နော်ဒါကောင်းအောင်ကစားနိုင်လာတယ်ဒါအပြင် ဟိုခံစစ်ကိုကူတယ်ကူတဲ့နေရာမှာလဲသူပို့ပြီးတော့တိုးတက်လာတယ်ပေါ့နော်ဆိုတော့ဟိုသူ့ရဲ့လုံဆောင်ချက်တွေကိုင်းနေကဘာပဲဖြစ်ဖြစ်ပေါ့နော်ပို့ပြီးတော့တိုးတက်လာတာလေးတွေကျွန်တော်တွေ့ရတယ်အခြေဆက်တွေတော်တော်လေးကောင်းလာတယ်တခါတလေမှာတိုက်စစ်မှုအဖြစ်သူကစားခဲ့တဲ့ပွဲစဉ်တွေတောင်သူရှိတယ်ဥမာအာဆင်နယ်နဲ့ပွဲလူမျိုးမှာဆိုလို့ရှိရင်တူအဲ့ဒီသူ့ရဲ့ကစားပုံကတော်တော်လေးကောင်းခဲ့တယ်ပေါ့ဒါပေမဲ့လို့တချို့နေရာတွေမှာသူတကူကောင်းဆန်ဆန်ကစားနိုင်မှုလိုတယ်ပေါ့နော်တိုက်စစ်မှုတွေကတကူကောင်းဆန်မှရမှာ တိုက်စစ်မှုစစ်စစ်တွေကိုပြောတာပေါ့နော်ဒါပါတော့ဂိုးသွင်းမဲ့တိုက်စစ်မှုဆိုတော့တကူကောင်းဆန်မရမှာ YouTuber စစ်စစ်ကအဲ့လိုပလီယာတော့မဟုတ်ဘူးပေါ့လေသူက center forward စစ်စစ်မဟုတ်တဲ့ခါကျတော့လေနော်တော်ကျတော့တုတ်တက်လာတဲ့လက္ခဏာတွေသူမြင်ဖို့တော့ကျွန်တော်လူသိတာပဲယူရိုပါလိဖလားကအတင်းတွေဘလောက်အရေးပါလေပေါ့ဒါကို MOD ကဟိုယူရိုပါလိဖလားကအတင်းတွေအင်မတန်အရေးကြီးတယ်ပေါ့နော်ပထမဦးစားပေးကတော့ဗျာပေါ့နော်စူပလာတစ်ခုဥရောပဖလားတစ်ခုကိုကျွန်တော်ရယူပေးဖို့ပေါ့ဒါဟာ ကျွန်တော်တို့ရဲ့ယုံကြည်မှုအတွက်အင်မတန်ကိုအရေးပါတဲ့နေရာပါတယ်ပေါ့နော်အဲအသင်းချန်ပီယံလိဂ်ကစားရဖို့ကကျွန်တော်တို့ကအရေးကြီးနေတယ်ပေါ့နော်ဟိုတခြားအသင်းတွေနဲ့ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကချန်ပီယံလိဂ်ကစားခွင့်ရဖို့ကိုယ်ဒီဘာကြောင့်အရေးကြီးနေလဲဆိုတော့ပုံစံချင်းကလည်းကွာကွာသေးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့လက်ရှိဟိုဖြစ်ပျက်နေတဲ့ environment နေနော်ပြီးလို့ရှိရင်ဟိုနွေရာဒီမှာကျွန်တော်တို့တုံးကဆွဲရမယ်ငွေကြီးကန်တာတွေအရာအလုံးကချန်ပီယံလိဂ်ဝင်ခွင့်ဆိုတဲ့ပုံမှာအများကြီးမူတည်နေတယ် အခြားအသင်းတွေလိုမျိုးချန်ပီယံလိကံကွင်းရဖို့တီးတံမှုကိုပဲအရေးကြီးတာမဟုတ်ပဲねကျွန်တော်တို့ကထားပါတော့လက်ရှိအသင်းမှာဝင်ငွေတွေပို့ပြီးတော့တိုးတက်ဖို့เนาะနေရာတီပြောင်းရွှေ့မှာပိုကောင်းတဲ့အပြောင်းရွှေ့တွေလှုပ်ဆောင်နိုင်ဖို့ဓာတ်တွေအတွက်ကျွန်တော်တို့ကြည့်ရင်ချန်ပီယံလိဝင်ကွင်းဟာအများကြီးအရေးပါတယ်ပေါ့เนาะဒါအပြင်ယူရိုပါလိဖလားကရမှဖြစ်မည်ဆိုတော့ပေါ့เนาะပို့ပြီးတော့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ PR တွေဘာတွေကတိုးလာသလိုဖြစ်သလားပေါ့ဒီနေရာမှာ အဲ့ကျွန်တော်တို့ယူရိုပါလိဖလားရကိုရမှဖြစ်မယ်ဆိုတဲ့ဖိအားကိုကောင်းကောင်းသဘောပေါက်ထားတယ်ပေါ့ဒါဟာမန်ချက်စတာယူနိုက်တက်ဖြစ်နေတဲ့အတွက်ဒီလိုဖိအားမျိုးကအကြီးမားဆုံးပြဿနာတော့မဟုတ်ဘူးပေါ့နော်နောက်ရသည့်ချန်ပီယံလိဝင်ခွင့်မရရင်တောင်မှဒါကိုမှန်ကန်တဲ့နီလန်းနဲ့ဒါယူနိုက်တက်တခြားနီလန်းတွေကျွန်တော်တို့မှရှိတယ်ဆိုတာသူသိတယ်ပေါ့ဒါပြီးပြောထားတယ်ဘာနီလန်းလည်းတော့မသိဘူးနော်လို့တယ်မှာယူရိုပါလိရမှာပဲဖလားရမှာယူရိုပါလိရမှာပဲချန်ပီယံလိကဝင်ခွင့်ရမှာပဲမဟုတ်ရင်တော့မျိုးလင်းချက်ကမရှိဘူးเนาะမျိုးလင်းချက်ကမရှိဘူးဆိုတော့ဒါပါဒါကတော့လက်ရှိအမ်ပိုရင်ပြောသွားတဲ့ဒါ အကြောင်းအရာဒီပေါ့လေကျွန်တော်တို့ချန်ပီယံလိဝင်ကွင်းကအသင်းရဲ့လက်ရှိအခြေအနေကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။နော်ဆိုတော့ဒီခုနကပြောတဲ့ညာဒီပြောင်းရွှေ့မှာကစားမားတွေကိုခေါ်တဲ့အခါမှာပို့ပြီးတော့ဆွဲဆောင်နိုင်ဖို့ပြီးလို့ရှိရင်ဝင်ငွေတွေပို့ပြီးတော့ကောင်းဖို့အပြောင်းရွှေ့လုပ်လုပ်တဲ့နေရာတွေမှာပို့ပြီးတော့ထိရောက်မှုတွေရှိဖို့နော်ဒါဒီကစားမားတွေမှာငါတို့အစိုးဆုံးအခြေအနေမှာ တောင်မှယူရိုပါလိတ်လိုဖလားကိုယူပြီးတော့ချန်ပီယံလိဝင်ကွင်းရအောင်ဆွမ်းဆောင်နိုင်မှသေးတယ်လေးဆိုတဲ့ဒီလိုယုံကြည်မှုမျိုးကျွန်တော်ဝင်သွားဖို့အတွက်ဖလားဟာအင်မတန်လိုပါတယ် တော်ချန်ပီယံလေးဝင်ခွင့်เนาะကျွန်တော်ရဖို့လိုတယ်ယူရိုပါလိဖလားရဖို့ကအင်မတန်လိုပါတယ်ဆိုတော့လောလောဆယ်တော့အခက်ခဲဆုံးเนาะအရာတစ်ခုဖြစ်တဲ့လိုင်းယင်ကိုကြော်ဖို့ကျွန်တော်ဘယ်လိုလုပ်မလဲကျွန်တော်ကြည့်ရမယ်เนาะဆိုတော့ညီကတို့နေနေရောဘယ်လိုမြင်ကြလဲကျွန်တော်တို့ယူရိုပါလိဖလားရနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်ကြလာเนาะအဲဇစ်ဇီကတိုက်စစ်မှုစစ်စစ်မဟုတ်ဘူးသာပြောတာဗျာတဲ့ရက်စမန်ဝိုင်လန်တဲ့ပိုစီရှင်းနေအများကြီးတာတယ်တဲ့เนาะโอเคကျေးဇူးအများကြီးတင်ပါတယ် ဒီဗလာတစ်ခုပဲရှိတော့ဒါတဲ့မျောလင်းချက်ကားတဲ့နော်အဲကျန်တဲ့အချင်းကြီးကတော့ဗျာတဲ့အချင်းကြီးကမမှန်မှန်တော့ဘူးဆိုတော့တယ်နော်အရင်ပွဲကိုတဲ့နော်ဝါချန်အောင်လုပ်မှာလားဆိုတော့ဝါချန်အောင်လုပ်မှာပါနော်ကျွန်တော်ကဝါချန်အောင်လုပ်မှာပါဆိုတော့ဒါဒီညလာပြီးတော့ချွမ်းချက်ကိုမျောလင်းပါတယ်ဆိုတော့ကြည်နေတဲ့ညီကို၆ဝါနီပါရှိပါတယ်တယောက်ချင်းစီတန်းကိုခြေသူများကြီးတင်ပါတယ်ဆိုတော့ဒါဂျုံဝါဂျာပန်နော်အချင်းကြီးမှာဝါချန်အောင်ဗာလေဒီ live ဒီသွားနေရတယ်နော်တားအိတ်ပြီးညညတော့နော်အိတ်ခွဲပလိုက်တာပဲအဲအကြောင်းမလို့နိုးကိုမနိုးတော့ဘူးဆရာကြီးနော်ဆိုတော့ ကျွန်တော်တို့ထုံးစံတိုင်းပဲ watch long မှာကျွန်တော်ပြင်ပြီးတော့တွေ့ပါမယ်အဲ့ဒီမတိုင်ခင်မှာလည်းသတင်းတွေတက်လာရင်လည်းသတင်းတွေပေါ့လေဒါမှမဟုတ် pre match talk video တွေလည်းကျွန်တော်တို့တင်ဖို့ရှိတယ်အဲ့ဒီမှာကျွန်တော်ပြင်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြပါမယ်